တမတ်ဝိတ်အတွင်းအသီးသီးဝင်ရောက်နိုင်ခဲ့ကြလို့ဝမ်ချက်မြန်ရှိရဲ့ယာပြိပွဲကြီးမှာပွဲထိုးသက်ဖို့အသင့်ဖြစ်နေကြပြီဖြစ်တဲ့မြန်မာဖိုက်တာစူပါအေဂျင့်နဲ့ထိုင်းဖိုက်တာစံကတဲ့ဝမ်ချန်ပီယံရှစ်မှာပွဲသတင်းတွေကြားရဖို့ရှိနေတဲ့အဲမွေတန့်စင်နဲ့သွေးလင်းထက်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Night Story Entertainment Facebook နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ မလ၁၄ရက်တောက်ကြနေညမှာရှင်ပြိုင်သွားကြမဲ့စူပါအေဂျင့်နဲ့စံဃာတစ်တို့ကတော့သက်မှတ်ဝိတ်တွင်ဝင်ရောက်အောင်အသီးသီးလုံဆောင်နိုင်ခဲ့ကြပါပြီ။စံဃာတစ်က138.8ပေါင်နဲ့စူပါအေဂျင့်က138.6ပေါင်ပဲဖြစ်ပါတယ်။တိုင်းဖိုက်တာစံဃာတေကဝိတ်တွေအများကြီးခြားထားတာဖြစ်လို့သူ့ရဲ့ဘော်ဒီနေထာကတော်တော်လေးကိုကြစ်လက်နေပါဗျ ဝိတ်ချထားတဲ့ fighter တယောက်ရဲ့လက်သီးထိုးချက်တွေကအရင်ကလောက်အပြင်းမိုးတော့မရှိပါဘူး။ဒီဘက်မှာထိချက်တိကျပြီးအပပြင်းထန်တဲ့လက်သီးထိုးချက်မျိုးကိုထုတ်သုံးနိုင်တဲ့သူကအနိုင်ရရှိမှာသိကြပါရစေ။စူပါရီချန်ရဲ့အောက်ခြေကန်ချက်မျိုးကိုမျောလင့်ပေမဲ့ရန်ကြီးတော့အားမရသေးပါဘူး။ ။စံဃာတိကတော့ပွဲကြိုပြောကြားချက်တွေမှာစူပါရီကျန်းကိုချီးမွမ်းခန်းတွေဖွင့်ထားပါဗျ။ဖိုက်တာနှစ်ယောက်လုံးကအာသာချက်အားနည်းချက်ကိုသိရှိကြတာဖြစ်လို့ဘယ်သူအနိုင်ရသွားမလဲဆိုတာပိဋကတ်တွေစောင့်ကြည့်ဖို့ပြောကြားထားပါဗျ။သူကိုယ်တိုင်အာမခံထားတာကတော့ပိဋကတ်တွေကိုဖျော်ဖြေမှုပေးနိုင်မဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့စံဃာတိကပြောကြားထားခဲ့တာပါ။စူပါအေဂျင့်တရားဘလောက်ထိလုတ်ပြသွားနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါပါ။ပွဲပြီးသွားရင်လေစူပါအေဂျင့်နဲ့ပတ်သက်တဲ့ပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးအောင်ပါပါ။ စူပါရီချန်ပွဲပြီးသွားရင်လည်းဝမ်ချမ်ပီယံရှစ်မှာနောက်ထပ်မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တွေဇက်တိုက်ကြီးကျူးခွင့်ရကြဖို့ရှိနေပါတယ်။လုံးကတဲ့နေရလောက်ကကိုပြိုးဝေကသူ့ရဲ့လူမှုကွန်ရက်ကနေမကြမီအဲ့မွေရဲ့ပွဲလာမယ်ဆိုပြီးသတင်းတွေတင်ထားခဲ့ပါတယ်။ဒါဆိုရင်တော့ကိုပြိုးဝေတယောက်အဲ့မွေရဲ့ပွဲနဲ့ပတ်သက်ပြီးအခြေအနေတစ်ခုကိုသိရှိထားပြီးဖြစ်မှာပါ။ လွန်ခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကစူပါအီချန်ရောအဲမွေပါ1 Friday Fight 95ပြိုင်ပွဲကြီးမှာအတူတူထိုးသက်ပြီးနိုင်ပွဲတွေကိုစီရယူထားခဲ့တာပါလာမယ့်သုံးဘက်အတွင်းမှာတော့အဲမွေရဲ့ပွဲစဉ်ပါဝင်လာဖို့ရှိနေပါတယ်။အဲမွေရဲ့ပွဲစဉ်ကဘယ်ချိန်မှဘလိုဖိုက်တာနဲ့ထိုးသက်သွားမလဲဆိုတာကတော့စောင့်ကြည့်သွားရအောင်ပါ။ နောက်ထပ်မြန်မာ fighter 2ကတော့သွေးလင်းထက်ပဲဖြစ်ပြီးသူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲကဇန်နဝါရီလ10ရက်နေ့1 Friday Fight 93ပြိုင်ပွဲမှာဖြစ်လို့ပွဲမထိုးရတာ2လကျော်သွားခဲ့ပါပြီ။ သူ့ရဲ့နောက်မှာပွဲထိုးတဲ့စူပါရီချမ်းတောင်ပွဲရသွားပြီဖြစ်လို့သွေးလင်းထက်ရဲ့ပွဲကလည်းမကြခင်ပြည်သက်တွေရှိရောက်ရှိလာဖို့ရှိနေပါတယ်။သွေးလင်းထက်ကိုတိုင်ကလည်းမက်လာတရနေ့မှာသူ့ရဲ့ပွဲနဲ့ပတ်သက်ပြီးပို့တစ်ခုတင်ထားခဲ့ပါတယ်။မကြခင်ဝမ်းချက်မြန်ရှိစင်မြင့်ထက်မှာသူ့ကိုပြန်မြင်ရတော့မယ်ဆိုပြီးတင်ထားတာဖြစ်လို့သူ့ရဲ့ပွဲစဉ်ကလည်းဒီမက်လာတွင်းမှာဖြစ်လာဖို့များနေပါတယ်။သူနဲ့ရင်ဆိုင်မဲ့ပြိုင်ဘက်ကဘယ်သူဖြစ်လာမလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်သွားရအောင်ပါ။တွေးလင်းထက်ရဲ့ပွဲစဉ်ကတော့ပိသက်တွေကြိုက်ဖြော်ပြမှု ပေးနိုင်မဲ့ပွဲစဉ်မျိုးပဲဖြစ်လာမှာပါ။နောက်ဆုံးဖိုက်တာတယောက်ကတော့မြန်မာဖိုက်တာလေးတန့်စင်မဲ့ဖြစ်ပါတယ်။တန်စင်နောက်ဆုံးထိုးသက်ထားတဲ့ပွဲကဇန်နဝါရီလ24ရက်နေ့မှာကျင်းပတဲ့1170ပြိုင်ပွဲကြီးမှာဖြစ်လို့သူ့ရဲ့ပွဲစဉ်ကလည်းမကြခင်မြေတွေးခွင့်ရကြဖို့ရှိနေတာပါ တက်စင်တရားမာကုံမြင်မဖို့အတွက်ပြင်းထန်လေးကျင့်ပြင်ဆင်နေတဲ့ပြင်တရောင်ရိုက်ချက်တွေတိုးတက်လာဖို့လဲဦးစားပေးလေးကျင့်နေတာတွေ့ရပါတယ်။သူအားနေတဲ့ဘိုင်းတွေကိုပုံမတိုးတက်လာအောင်အကောင်းဆုံးစူးစမ်းပြင်ဆင်နေတယ်လို့လဲသိရပါတယ်။သူကိုယ်တိုင်လည်းသူ့ရဲ့အမားနဲ့အားနေချက်တွေကိုအစွမ်းကုန်ပြင်ဆင်ပြီးအကောင်းဆုံးပြန်လာခဲ့မယ်ဆိုပြီးပြောကြားထားခဲ့တာပါ။ တဲ့စင်ကကောင်းမွန်တဲ့လူငယ်ဖိုက်တာတစ်ယောက်ဖြစ်ပြီးခန်းစစ်ပိုင်းနဲ့ခန်းနိုင်ရေးပိုင်းမှာပုံမတိုးတက်လာခဲ့ရင်တော့သူ့အတွက်နိုင်ဝဲတွေရရှိလာမှာသိကြပါဗျ။မြမဖိုက်တာတွေအနေနဲ့ဒီထက်ပုံမတိုးတက်လာပြီးနိုင်ဝဲတွေယူဆောင်လာနိုင်ဖို့မျှော်လင့်မိပါဗျ။ကိုယ်လက်ရှိမှာတော့မြန်မာဖိုက်တာစူပါအေဂျင့်ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ဒူဆောင်မြော်အားပေးလိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့ Night Story Entertainment ရဲ့ပင်နိုင်တင်ဆက်သူရဲကိုပါ